ပိုင်းအင်တာနက်ပေါ်မှာ 3A Atlas ရဲ့နာမည်ကတော်တော်လေးကိုစိတ်ဝင်စားမှုရနေတယ်။တချို့ကဒါကိုကြဲချားကဧည့်တယ်။ဂျူသားရင်လို့ပြောကြတယ်။ NASA ကတခုခုကိုဖုံးကွယ်ထားတယ်လို့စွပ်စွဲကြတယ်။ဒါပေမဲ့တကယ်တမ်းရောဟုတ်ရဲ့လား။ဒါမှမဟုတ်ဒါကကျွန်တော်တို့အရင်ကကြုံခဲ့ဘူးရဲ့။ဥမူရာမူရာလိုပဲနောက်ထပ်အထင်မှားမှုတစ်ခုလား။တကယ်က 3A Atlas ဆိုတာကျွန်တော်တို့ Solar System တွေကိုလာလေတဲ့တတိယမြောက် Interstellar Object တစ်ခုပဲ။ဒီကောင်းရဲ့နာမည် 3A Atlas ရဲ့3ကတတိယမြောက်ကိုပြောချင်တော့ အနောက်ကအိုင်ဆိုတာက interstellar object atlas ဆိုတာကဒီ object ကိုရှာတွေ့တဲ့ asteroid terrestrial impact less alert system alts ဆိုတာကနေဖြစ်လာတာနမဲအတိုင်းပဲတည်ပြူထားတဲ့ interstellar object တွေထဲမှာဒီကောင်ကတတိယမြောက် object ဒီကောင်ရဲ့အရှိမ2018ခုနှစ်တုန်းကတွေ့ခဲ့တဲ့ one eye umura mura နဲ့2019မှာတုန်းကတွေ့ပြီးတော့သိစိတ်ဝင်စားမခံနိုင်ရတဲ့ two eye borisov ဆိုတဲ့ကြယ်တခုတစ်ခုရှိတယ်။ three eye atlas ဆိုတာကဘာလဲဆိုတာမပြောခင် အရင်ဆုံးပါကြောင့်ကျွန်တော်တို့လူတွေကဒီလိုတွေးကြလဲဆိုရဲစိတ်ပန်းဆိုင်ရာကိုအရင်ကြည့်ကြည့်လိုက်ရအောင်ဗျာအဝေးကြီးတွားကြည့်စီရတော့မလို့ဘူးဗျာကျွန်တော်တို့ဒီတောက်လျှောက်အငင်းပွားခဲ့ကြတဲ့ပီရမစ်တွေကိုပဲကြည့်ကြည့်ကြမယ်ကျွန်တော်တို့လူသားတွေကအရင်ခေတ်ကလူတွေကိုဘာမှမတွေးတတ်တဲ့လူဘိန်းတွေလိုပဲထင်ကျင်ကြတယ်မဟုတ်လားရှေးခေတ်ကလူတွေကဒီလောက်ကြီးတဲ့အဆောက်အုံကြီးတွေကိုရိုးရှင်းတဲ့ကိရိယာလေးတွေနဲ့ပဲဘလို့မှစောက်လို့မရဘူးသူတို့ဘလို့စောက်ခဲ့ကြလဲဆိုရဲအဖြေကိုကျွန်တော်တို့လည်းနားမလဲကြဘူးဒါပေမဲ့လူသားတွေကခေါင်းမာတယ်လေ ဒီလိုမျိုးနားမလဲတဲ့ကိစ္စတွေကြုံရပြီဆိုရင်နက်နက်နေနေတွေးပြီးဖြေရှင်းဖို့အတွက်မစင်စားကြဘူးလေကျွန်တော်တို့နားမလဲပါဘူးဆိုတာထက်ကြိုသားတွေစောက်ခဲတာပဲဆိုရဲခေါင်းစဉ်တက်လိုက်ရတာကိုအရန်ကြိုက်ကြတယ်ဒီအတွေးကိုတော့ intellectual lazy နဲ့ပညာရဲ့ဆိုင်ရာပြင်းရည်ခြင်းလို့ခေါ်ကြတယ်အခုဒီ 3i atlas ကိစ္စကဒါနဲ့တပုံစံနဲ့ဖြစ်နေတယ်ဂျေဒဂွန်တခုက solar system ထဲမှာအမီးမပါဘဲအချိန်ရနေတယ်ဘာဖြစ်လို့လဲငါတို့နားမလဲဘူးဒါကြောင့်ဤပညာအမြင်နဲ့ကြိုသားရင်းမြန်မြန်ဖြေရမယ်ဆိုပြီးတော့ အလွယ်လေးကောက်ချက်ချလိုက်ကြတယ်။ 3i Atlas ကိုလူတွေဘာလို့အရန်စိတ်ဝင်စားနေကြရတာလဲ။အကြောင်းရင်းကထူးခြားနေလို့တော့မဟုတ်ပါဘူး။အရင်ကအဖြစ်အပျက်တွေမှာမဖြေရှင်းနိုင်လိုက်တဲ့အချက်တွေကို DJ တကူမှာပုံချလိုက်ရုံတသက်ပဲ။လူတွေစိတ်ဝင်စားရတဲ့အဓိကအကြောင်းရင်းကဥမူရာမူရာကြောက်လေပါတယ်။ဥမူရာမူရာကို Solar System ထဲမှာတွေ့ရတဲ့ချိန်တုန်းကလေ 3i Atlas လိုမျိုးအမီးမပါဘဲအရှိန်ရနေတယ်။ဘာကြောင့်ဒီလို non gravitation နဲ့ acceleration ဖြစ်ရလဲဆိုတဲ့အကြောင်းပြချက်ကို ်ပညာရှင်တွေကမရှင်းပြနိုင်ခဲ့ဘူးဟာဗတ်ကနာမည်ကြီးပညာရှင်ဖြစ်တဲ့အဗီလီယိုကဥမူရာမူရာကိုဒါကကြိုသားရင်ဖြစ်နိုင်တယ်လို့ထပြောခဲ့တာကြောင့်ကဘာပေါ်မှာအရန်ကိုကြရက်ထားခဲ့ရသေးတယ်ဒါပေမဲ့ဥမူရာမူရာရဲ့ဂုံတက်တီတွေကိုတေချာမလေးလာလိုက်နိုင်ခင်မှာပဲသူကဆိုလာစနစ်ရဲ့အဝေးကြီးကိုထွက်သွားနေနေပြီလူတွေမှာအပြေမတီးလိုက်ရတဲ့မကျဉ်တဲ့ချက်တွေအများကြီးကြံခဲ့တယ်ဒုတိယဧည့်သည်2 Borisov ကဥမူရာမူရာလောက်နာမည်မကြီးခဲ့ဘူး ူကကျွန်တော်တို့နေဖွဲ့စည်းတဲ့ကကျဲတကုံနေတဲ့တပုံစံနဲ့တူနေတယ်။မြင်သားတဲ့အမိကြီးပါတယ်။တန်းငွေတွေထုံနေတာရှင်းရှင်းလင်းလင်းမြင်ရတယ်။ကြိုသားရင်ဖြစ်ဖို့လုံးဝအလားအလာမရှိဘူး။ဒါကြောင့်ပဲသိပ္ပံပညာရှင်တွေပဲစိတ်ဝင်စားပြီးတော့တာမန်လူတွေကစိတ်ဝင်စားကြတော့ဘူးပေါ့။အခု 3A Atlas ရောက်လာတော့အူမူရာမူရာလိုပဲအမိမပါပဲအရှိန်ရနေပြန်ရော့။ဒါကြောင့်လူတွေကဒါအူမူရာမူရာ2.0ပဲအရင်တစ်ခေါက်လွတ်သွားပြီမဲ့ဒီတစ်ခေါက်တော့အမိဖန်ရမယ်ဆိုတဲ့စိတ်နဲ့ပို့ပြီးတော့အာယုံဆိုင်လာကြတာပေါ့။ GI Atlas ကိုတွေ့တာကနေကိုမရောက်ခင်9လလောက်အလိုဇူလိုင်လ2025မှာခရေကတွေ့ရ။ဒါကြောင့်ကမ္ဘာပေါ်မှာရှိသမျှ telescope အကောင်းစားတွေအားလုံးနဲ့ဒီကြေတကွန်ကိုကြိုပြီးတော့ချိန်ထားနိုင်ခဲ့တယ်။ဒီလိုနဲ့ GI Atlas ကိုဒီတစ်ခါတော့လုံးဝအလုံးမခံဘူးဆိုရဲကမ်ပိန်းကြီးတစ်ခုလိုဖြစ်သွားကြတယ်။ဆိုတော့ဒီ GI Atlas နဲ့ပတ်သက်ပြီး internet ပေါ်ကထွက်နေတဲ့ కోలాహలా တွေကိုကြီးလိုက်ကြရအောင်ဗျ။ပထမတစ်ခုကဒီယာဝိထုက1989ခုနှစ်ကကြားလိုက်ရတဲ့ ဝိုးစစ်ကနေနဲ့ဆက်ဆံနေတယ်။ဝိုးစစ်ကနေက D3 ရဲ့ Atlasy ကလာတဲ့တဲ့ပြောရမယ်ဆိုရင်ဒါကခပ်ပေါ်ပေါ်ခပ်ပေပင်ယူဆချက်တစ်ခုအပြင်မပူပါဘူးခင်ဗျ။ D3 ရဲ့ Atlas ရဲ့လမ်းကြောင်းကိုနောက်ပြန်တွက်ကြည့်လိုက်တော့1989ခုနှစ်ဩဂုတ်လမှာဝိုးစစ်ကနေလာခဲ့တဲ့နေရာ Sagittarius ကျဲစုနာလောက်ကလမ်းကြောင်းနဲ့တူနေတယ်လို့ပြောကြတယ်။အတိအကျတော့တူတာတော့မဟုတ်ဘူး။48 degree လောက်လွှဲတာပေါ့။ ။နောက်တစ်ခုကဒီလိုမျိုးလမ်းကြောင်းတူဖို့ကဖြစ်နိုင်ခြေရ3.600ခိုင်နှုန်းပဲရှိရဆိုပြီးတော့တွက်ထားကြတယ်။ဒီကောက်ချက်ချမှုနှစ်ခုမှာအမားတွေအများကြီးရှိနေတယ်။မြင်တောင်လို့ဥပမာနဲ့ပြောပြမယ်ဗျ။ခမားကနယံကိုတနက်နဲ့ကြုံတလို့ဆဲချက်ပြစ်လိုက်တယ်ဆိုတော့ပြီးတော့မှနယံစီလမ်းလျှောက်သွားပြီးတော့ကြီးစံထီထားတဲ့နေရာဆဲကုတွေကတခုကိုရွေးအဲ့ဒီဘော်ကနေပြီးတော့တာဂတ်တဘော်မျိုးစပိုင်းသွားဆွဲလိုက်တယ်။ပြီးတော့လူတွေကိုကြီးစံဒီလောက်သေးတဲ့ပြမျက်ကိုငါလမ်းပြစ်တာတက်တက်ထီတယ်။ ဒီလိုတတဲထိဖို့ဖြစ်နိုင်ခြေက3.600ခန်းတော့မရှိရလို့ပြောသလိုမျိုးပဲ Dryan Atlas က World Six ခနေနဲ့တူရယ်ဆိုတဲ့ကောက်ချက်ကလည်းဒီသဘောပဲအရင်ဆုံး Dryan Atlas ကလာတဲ့လမ်းကြောင်းကိုကြည်လိုက်တယ်ပြီးတဲ့အခါမှာတော့ data တွေတွေကဘာမှမသိသေးတဲ့အချက်တွေကိုသွားရှာကြတယ်အဲ့ဒီတဲကမှ Dryan Atlas လမ်းကြောင်းနဲ့အနည်းဆက်ဆုံးတူတဲ့ Wo Signal ကိုဆွဲထုတ်လာတာ။ဒါကို Dryan Atlas ကဒီ Signal လမ်းကြောင်းနဲ့လာတူနိုင်မှုအတွက်ဖြစ်နိုင်ခြေအရန်နေပါလေ။ဒါကြောင့် ဝိုးစစ်ကနေကတူရန်အက်တလတ်စ်ကလာတာပဲဆိုပြီးတော့လွယ်လွယ်ကောက်ချက်ချလိုက်တာတဲ့ဘာမှမပိုတလို့ဒီနှစ်ခုကဘာမှလည်းမဆိုင်ဘူးဝိုးစစ်ကနေနမည်ကြီးရတဲ့အကြောင်းရင်းကဒီကြောက်ကြိမ်နှုန်းက1420မီဂါဟက်စ်မှာပဲရှိနေလို့ပဲဒီကြိမ်နှုန်းကဟိုက်ဒရိုဂျင်ရဲ့သဘာဝကြိမ်နှုန်းလေဟုတ်တယ်ဆိုတော့ဂျူသားကိစ္စအယူမှုဖြစ်နေတဲ့လူတွေကတကယ်လို့ဂျူသားတွေကငါတို့ကိုဆက်သွယ်ခြင်းရင်ဆက်ကြဝလာမှာအပေါများဆုံးဒဏ်ငွေဖြစ်တဲ့ ဟိုက်ဒရိုဂျင်ရဲ့လိုင်တုံး1420ကိုသုံးပြီးတော့ဆက်သွယ်လိမ့်မယ်လို့ယူဆထားကြတယ်လေ။ 3A Atlas ကဂျိုသားရင်ဟုတ်မဟုတ်တရားအောင်ပညာရှင်တွေကသူစီကလာတဲ့ရေဒီယိုလိုင်းကိုနားထောင်ကြည့်ကြတယ်။ဒါပေမဲ့1420 MHz ဟိုက်ဒရိုဂျင်လိုင်းကနေပြီးတော့ဘာအချက်ပြမှမလွင်ခဲ့ဘူး။ပညာရှင်တွေကတကယ်တမ်းတိုက်နာတွေ့ရှိခဲ့တာက1665နဲ့1669 MHz မှာပါ။ဒါပေမဲ့ထူးခြားတာကတော့ 3A Atlas ကဒီလိုင်းတွေကိုထုတ်လွှင့်နေတာမဟုတ်ဘဲနဲ့ နောက်ခံအလင်းရောင်တွေကဒီလိုင်းတွေကိုစိုးယူနေတာကိုတွေ့ရတယ်1665 MHz ဂျိန်တုံကိုလည်းအတိအကျပြောလို့ရတယ်ဘာမှမထူကြဘူးဒါက Hydrosign OAS ရဲ့ဂျိန်တုံတွေပြီးတော့ Hydrosign OAS ဆိုတာကရေ H2O molecule တွေကနေအောင်ကြီးကြောက်ပြိုကွဲရင်ထွက်လာတဲ့ကောင်တွေဆိုတော့ဒီချက်ကကျွန်တော်တို့ထင်သလိုဂျူသားတွေမဟုတ်ဘဲနဲ့ကျယ်တကွန်တွေမှာတွေ့ရတဲ့ဂေါတတိတွေရှိတာမို့လို့ဒီတန်းကျယ်တကွန်တစ်ခုဆိုတာကိုတက်တည်ပြနေတယ်လေဒီအတိုင်းရိုးရိုးကျယ်တကွန်တစ်ခုပဲဆိုရင်တော့ ဘာဖြစ်လို့ NASA ကပုံတွေဖွက်ထားရတာလဲဆိုရဲမေကွန်ကြီးကရှိနေတော့မေဂျာထဲမှာဘာဖြစ်လို့တလားလောက်ဘာတဲ့င်းမှမထွက်တော့တာလဲအမေရိကန်လွှတ်တော်အမတ်တယောက်အန်နာပေါ်လီနာလူနာကတော့ NASA ကိုပုံတွေထုတ်ပေးဖို့တရားဝင်တောင်းခဲ့ရတယ်ဘာဖြစ်လို့လဲ NASA ကဒီတဲ့င်းချက်လက်တွေကိုတသက်ကြီးဖုံးကွယ်ထားတာတော့မဟုတ်ဘူး Solar Conjunction လို့ခေါ်တဲ့ယူပါဗီတာသဘောအရကြည့်လို့မရတာကဘာတီနီယာနဲ့ 3N Atlas ရဲ့ဂျာမာနေကွယ်နေမှာဆိုတော့ဒီကျဲတကွန်ကိုကြည့်လို့မရတဲ့အချိန်တွေရှိရဲ့ JWST ကဩဂုတ်25ကနေပြီးတော့ဒီဇင်ဘာ9အထိမကြည့်နိုင်ဘူး HST ကစက်တင်ဘာ14ကနေနိုဝင်ဘာ23အထိမကြည့်နိုင်ဘူးဘာလို့လဲဆိုတော့ဒီလိုတယ်လီစကုပ်တွေကဒေါ်လာဘီလီယံနဲ့ချီပြီးတန်းတဲ့ပစ္စည်းတွေဒီတယ်လီစကုပ်တွေမပြည့်စည်အောင်လို့နေနဲ့အရန်ကြီးရဲ့နေရာတွေကိုလုံးဝကြည့်လို့မရဘူးကြည့်မိလိုက်ရင်အထက်ကဆန်ဆာတွေအကုန်လုံးမီးလောင်ပျက်စီးသွားလိမ့်မယ်ပြီးတော့အင်တာနက်ပေါ်မှာပြန့်နေတဲ့သတင်းတွေလိုမျိုး NASA ကဒီကိစ္စကိုဖုံးပြီးဖို့စူးစမ်းနေတယ်ဆိုတာကလည်းမဟုတ်ဘူး DI Atlas ဆိုတာကဘာတပိုင်းမှာ Solar System တွေကိုလာလေတဲ့နာမည်ကြီး Celebrity ဧည့်သည်တစ်ယောက်လိုပဲဒီဧည့်သည်ကို American ရဲ့ NASA ကသူတို့ရဲ့အကောင်ဆုံး Hubble Telescope James Webb Telescope တွေနဲ့စောင့်ကြည့်တပ်ပုံရိုက်တယ်။ဥရောပရဲ့ ESA ကလည်းသူတို့ရဲ့ Telescope တွေနဲ့ချိန်ထားပြီးတော့စောင့်ကြည့်နေတယ်။တရုတ်ရဲ့ CNSA ကလည်းသူတို့ရဲ့အကာသယာဉ် Tian-1 နဲ့လှန်ရိုက်တယ်။ပြီးတော့သူတို့ရိုက်ထားတဲ့တပ်ပုံတွေကိုလဝင်းမှာ9ရက်နေ့မှာ public လုပ်ပေးခဲ့တယ်။မှန်ပါတယ်ခင်ဗျ။ တပုံးတွေကဒီသတင်းတွေတက်ပြီးအကြကြီးနေမှာထွက်လာတယ်ဆိုတော့ဒါကလည်းဘာလို့လဲဆိုတော့သက်ဆိုင်ရာအဖွဲ့အစည်းတွေမှာလိုင်းနာရမယ့်ပရိုတိုကိုတွေရှိတယ်လေ scientific process တွေရှိတယ် JWST ကရိုက်လိုက်တဲ့ပုံတွေကရေရိုးဖုန်းကင်မရာနဲ့ကလစ်ဆိုပြီးရိုက်တယ်လို့မျိုးတခါတည်း full resolution ပုံတွေချက်ချင်းထွက်လာတာမဟုတ်ဘူးလေရောတီတာအနေနဲ့ထွက်လာတာအဲ့ဒီထဲမှာအလင်းအဆက်အပြောက်တွေနောက်ခံကကျယ်တွေရဲ့အလင်းတွေ telescope ရဲ့ error တွေအများကြီးရောပါနေတယ်ဒီလိုရှုပ်ရှက်ခတ်နေတဲ့ data တွေကမှာ 3ရက် Atlas ရဲ့ပုံအစစ်ကိုတင်ချာနီးတွေနဲ့ပြန်ဆွဲထုတ်ရတဲ့ project ကရက်တတော်ကြာနိုင်တာမို့လို့ပုံတွေကနောက်ကြမှာထွက်လာတာ။အမူရာမူရာနဲ့3ရက် Atlas မှာထူးခြားတဲ့အချက်ကအမီးမမြင်ရဘဲအရှိန်ရနေပြီးတော့နေရဲဆွဲရကိုလွန်ဆန်နေတဲ့အချက်ပဲ။ဘာဖြစ်လို့ဒီလိုဖြစ်ရတာလဲ။ဂျိုသားနီးပညာကြောင့်မဟုတ်ဘူးဆိုတဲ့အချက်ကို JWST ကတတ်သိပြခဲ့ပြီးကျွန်တော်တို့သိထားသလိုမျိုးဒီကျဲတကွန်က H2O common မဟုတ်ဘဲနဲ့ CO2 common ဖြစ်နေတယ်။ JWST က3ရက် Atlas ကိုလေ့လာကြည့်လိုက်တော့ ရေထက်ကာဗွန်နိုင်အောက်ဆိုက်ကရှစ်ဆလောက်ပိုများနေတာတွေ့ရတယ်။ဆိုတော့အဖြေကရှင်းရှင်းလေးဖြစ်သွားပြီ။ကျွန်တော်တို့တွေးနေကြကြဲတကုံတွေကရေခဲတုံးတွေနဲ့တူတယ်။နေနဲ့အရန်နီကပ်ပြီးပူလာတဲ့အခါမှာရေနွေးငွေ့တွေထွက်ပြီးတော့ visibility ထွက်တာ။ CO2 ကာဗွန်နိုင်အောက်ဆိုက်ဒါမှမဟုတ် dry ice ရေခဲကြောင်ရဲ့သဘာဝကနေနဲ့အဝေးကြီးအေးဆက်နေတော့မှတော့မှအငွေ့ပြန်နိုင်တယ်။ဒါကအဖြေပဲလေ။ 3i Atlas နေနဲ့ဝေးနေတော့ကသူစီက CO2 တွေက jet engine လိုအငွေ့ပြန်မှုတ်ထုတ်နေတာ။ အဲ့လိုထုံနေတဲ့အငွေကြောင့်နေရဲ့ဆွေရကိုကြော်နိုင်တဲ့အရှိန်ကိုရလာတယ်ပြီးတော့ CO2 တန်းငွေတွေကမမြင်ရဘူးဒီတော့တခြားကြဲတကုံတွေလိုမျိုး visibility မရှိဘူးနောက်ပိုင်းမှာတော့ 3i Atlas ကနေနဲ့အရန်နှီးကပ်လာတဲ့အခါအရန်ပူလာပြီးတော့သူ့မှာပါတဲ့ H2O ရေခဲတွေပါအငွေပြန်လာတယ်နောက်ပိုင်းထွက်လာတဲ့ဓာတ်ပုံတွေမှာတော့ကြဲတကုံအမိပြျော့လေးကိုပဲမြင်ရတဲ့လက္ခဏာတွေတွေ့လာရတယ်မှန်ပါတယ်ဒီ 3i Atlas ကကြဲတကုံတွေနဲ့ပတ်သက်ပြီးတော့လူသားတွေသိထားသမျှ နားလည်ထားသမျှအချက်တွေအကုန်လုံးနဲ့ကွဲထွက်နေတယ်။ဒါကကျွန်တော်တို့မမြင်မှုသေးတဲ့ CO2 ကောမန့်အမျိုးအစားအသစ်တခုပဲ။ Science ဆိုတာကအချက်လက်နည်းနည်းသိုံနဲ့ကောက်ချက်ချလို့ရတဲ့ကိစ္စတွေမဟုတ်ဘူး။ပညာရှင်တွေကအချက်လက်တွေစစ်ဆေးနေတုန်းမှတချို့ကဝိုးစစ်ကနေတွေလာပြတယ်။ NASA ကဖုံးကွယ်ထားပါတယ်ဆိုပြီးတော့စစ်ဆေးချက်တွေထုတ်တယ်။ Internet ပေါ်မှာဂျိုသားရင်ပြန်ဆိုပြီးတော့သတင်းတွေလွှင့်နေ။လူတွေကကိုနားမလဲတဲ့ကိစ္စတခုကိုနားလဲအောင်စူးစမ်းတာထက်ဂျူသားတွေကိုလွှဲခြားခြင်းစိပိုများနေတာမို့လို့ ဂျီယန်အက်တလက်ကိစ္စနဲ့ပတ်သက်ပြီးဆွေးနွေးညှင်းခုံမှုတွေအများကြီးထွက်လာတာပါပဲကျွန်တော်တို့ကလစီဂျီကထူဆန်းပြီးတော့မတူညီတဲ့ကျယ်တကုံတွေအပြည့်ရှိတယ်ကျွန်တော်တို့လူသားတွေက University နဲ့ပတ်သက်ပြီးတော့အလုံးစုံတည်နေတဲ့သူတွေမဟုတ်ဘူးဆိုတာကိုဒီ3ရဲ့ Atlas Comet ကတသက်ပြသွားတယ်ဂျီယန် Atlas မတိုင်ခင်လာခဲ့တဲ့ Interstellar Object ကြောင့်လူသားတွေကလည်းနောက်တစ်ခါ Solar System တွေကိုအဲတဲ့တွေလာရင်တော့ဖမ်းမိဖို့အဆင်သင့်မယ်ဆိုတာလည်းပြသွားတယ်ဒါပေမဲ့ကျွန်တော်တို့လူတွေကရောအဆင်သင့်ဖြစ်ပြီလား နောက်တစ်ခါအရာပွဲထုအစံတစ်ခုလာရင်ကျွန်တော်တို့ကအချက်လက်ကိုအရင်ကြည့်ကြမှာလားဒါမှမဟုတ်ဂျိုသားလို့အလွယ်ဆွတ်ဆွဲကြအောင်မှာလားဘလို့ပဲဖြစ်ဖြစ်အလေလာတဲ့ Aether 3 Atlas က match 2026ကြာရင်ကျွန်တော်တို့ solar system တွေကနေအပီးတိုင်ထွက်သွားတော့မယ်နောက်ထပ် the object ကိုပြန်တွေးဖို့ဆိုရလဲမဖြစ်နိုင်ဘူးသူရှိခဲ့တဲ့အချိန်တွေမှာလူသားတွေကို knowledge အသစ်တွေပေးပြီးတော့သူလန်းသူသွားတော့မယ်ဆိုတော့နောက်ဆုံးဖြေကတော့ 3N Atlas ဆိုတာကဂျိုသားရင်ပြန်မဟုတ်ပါဘူး ျွန်တော်တို့မသိသေးတဲ့ဂျယ်ဒဂွန်ကောမန့်အမျိုးအစားတစ်ခုဆိုတာပါပဲခင်ဗျာ